ာစကိုင်းမြို့ကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ငလင်းတန်းကြောင့်မြန်မာနိုင်ငံမှာရှိတဲ့နေရာဒေသအတော်များကပြည်စီဆုံးချုပ်မှုတွေဖြစ်ခဲ့ရပါတယ်။အဲဒီကမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လယ်ဘက်မှာရှိတဲ့ချင်းမိုင်းသိမ်းမြို့နယ်၊တာစီမြို့နယ်နဲ့မြို့ဝယ်မြို့နယ်တွေရာဆိုလို့ရှိရင်ကျွန်တော်တို့ငလင်းပြည့်ရွေကျော်တောက်လျှောက်မှာရှိနေတယ်ပေါ့နော်။အခုလိုမျိုးထိခိုက်ပျက်စီးမှုတွေရှိနေတဲ့နေရာဒေသတွေမှာငလင်းနဲ့နောက်ဆက်တွဲစိုးကျိုးအနေနဲ့စာတင်ရွယ်ဒေသခံကလေးငယ်တွေရဲ့ပညာရေးဟာလည်းတခုအပောင်ဝင် ဖြစ်လာခဲ့ပါတယ်။ မိသားစုကလေးငယ်တွေအတွက်အခုလက်ရှိချိန်မှာလိုအပ်နေတာကတော့မိုးလုံးလေးလုံးနဲ့ပေါ့နော်စာသင်ကြားလို့ရမယ့်စာသင်ဆောင်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းမူဒီမလန်28ရက်နေ့ကနှုတ်ခတ်လိုက်တဲ့တဘာဝပေးပေါ့မလင်တန်ကြောင့်ကျွန်တော်အကြောင်းအရာအန်ဒီရီဆောင်ဖြစ်တော့ ဖြစ်သွားတော့ဆက်ဆံမိုင်းနဲ့စုပြီးတိုက်မိကြတာပေါ့ငါတို့ဘယ်လိုလုပ်ရင်ကောင်းမလဲရွာလူကြီးကိုလည်းခေါ်ပြီးတော့ចောင်းဆောင်မချီတော့ဘူးငါတို့ចောင်းစာတင်ဖို့အခက်ခဲဖြစ်သွားပြီစာတင်ရက်ကလည်းနှီးသွားပြီဆိုတော့ခလေးစာတင်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးဖုန်းចောင်းတင်မယ်ဆိုတော့လည်းဖုန်းကြောင်းလည်းပြိုးနေတိပိအောက်တွေတင်မယ်ဆိုတော့လည်းမိုးရရင်အဆင်မပြေဘူး တရားလှုပ်လိုက်တော့ကျောင်းဆောင်ကြီးကလုံးဝကိုတုံးမရတော့ဖြစ်တယ်ပိုပြီးကျွန်တော်တို့ကအခက်အခဲကြုံသွားတယ်ခင်ဗျတင်ညာတင်ညာဖို့အတွက်ပေါ်တော်လေးကိုခက်ခဲသွားအဲကျွန်တော်ကျွန်မကကြင်ရတယ်ဆောတရားကိုတစ်ပင်တစ်ပင်စီပေါ့အဲ့တော့ဆီယမ်မတွေကဒီတစ်ပင်ငါလူမဲကိုတစ်ပင်လေးကိုငါယူမယ်ပေါ့ကျွန်တော်တို့တစ်ပင်မဲအောင်ကိုဆီယမ်စီတော့အဲ့ဒီချိန်မှာမှ EFM ကကနေပြီးတော့ဖုန်းဝင်လာတာကျွန်တော်တို့ကျောင်းဒိုင်ဆောင်လေးလူချင်းနေဆိုတော့ကျွန်မအရန်ကိုဝင်းတာတယ်အရန်လည်း PD ဖြစ်မိတယ်ဘာလို့လဲဆိုတော့ကျွန်မကလေးတွေကတစ်ပင်အောင်မှာလဲမနေရတော့ဘူးဒီလိုမျိုးလေးပြေးမယ်ဆိုတော့ကလေးတွေအတွက်လုံခြုံသွားပြီအဆဆရဆာတင်ခဲလေးနဲ့ဆိုတော့ကလေး ေတော့ကသူ့အစာယူပီတိချင်းမရပေါ့အခုလိုလိုအပ်နေတဲ့နေရာဒေသတွေမှာငလင်းထန်ပြီးမှကျွန်တော်တို့ပြန်လည်ထူထောင်ရေးအနေနဲ့ကျွန်တော်တို့ EFF gas ကနေပြီးတော့ကလီးငယ်တွေရဲ့ပညာရေးလက်မလင်းဟင်အောင်လို့မိုးတန်လေတန်ခံနိုင်တဲ့ကြားရေးကျောင်းဆောင်တွေကိုစောက်လုံလူတန်းပေးခဲ့ပါတယ်ကြောင်အောင်ဆိုပေမဲ့တိုင်းနေနဲ့တွင်းတော်ဝါနဲ့တခြားဆောက်လို့ထားဖြစ်ပါရဲ့ဗျ။နောက်၃နဲ့၄နဲ့ က်အားရဲ့လုံကြုံနဲ့ဒီရန်မိုးတယ်လဲခံနေတော့ယာရင်ဆောင်ဆိုပေမဲ့တုံးနေမကောက်ဘူးအဲ့လိုတီကိုပို့ပြီးတော့အဲစာတင်လို့ရတယ်ပေါ့ကျွန်မအနေနဲ့အဲ့လိုမျိုးလေးဒါရောက်လှူဒန်းပေးသွားတဲ့ EFF Gas Company ကိုလည်းကျေးဇူးအများကြီးတင်ချီပါတယ်လို့ကြေကြာလို့ပါတယ်ရှင်ဟုတ်ယာရင်ကြောင်းဆောင်နေနဲ့ဆောက်လို့ပေးမယ်ပေါ့ဆိုတော့ကျွန်တော်ရင်းထဲမှာအတိုင်းမသိဘူးတတ်သွားကိုရွာသူရွာသားတွေပြောလဲပြောချင်းစရာပေါ့ EFF နေနဲ့လည်းကျွန်တော်တို့ရွာသူရွာသားတွေအကြောင်းကိုကြောင်းမှာမိပါတယ်မိရေတုံးပြီးရက်တစုံဖြစ်တယ်လို့နောက်ထပ်ပြည်သူပြည်သားပေါင်းများတော့မိရေတပင်းနေနဲ့လက်တွေလည်းဖြစ်ပါစေပြဒီမှာက အောင်မြင်တဲ့တတော်အဖွဲ့အစည်းတစ်ခုဖြစ်ပါစေလို့လည်းဆုတောင်းမိပါတယ်။ EFF အနေနဲ့နိုင်ငံအကျိုးဘာသာအကျိုးသာသနာအကျိုးကိုစားသတ်တဘူးထမ်းဆောင်နိုင်ပါစေလို့ဆုတောင်းပေးရင်လည်းအလုံးချုပ်ပါတယ်။